နိုင်ငံတကာသတင်းတပုတ်အနေနဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အပြစ်အခက်ရက်စဲရေးကိုကြေညာခဲ့ပြီးနောက်နေဆက်မှာပြစ်ခတ်မှုဖြစ်ပွားပြီးပါကစ္စတန်စစ်တောင်း9ဦးနဲ့အာဖဂန်စစ်တွေကြော25ဦးသေဆုံးခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကသတင်းကွန်ရီနီမှာပြောကြားလိုက်ပါတယ်။ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အပြစ်အခက်ရက်စဲရေးကိုကြေညာခဲ့ပြီးနောက်48နာရီအကြာမှာနယ်စပ်မှာပစ်ခတ်မှုဖြစ်ပွားပြီးပါကစ္စတန်စစ်သား5ဦးနဲ့အာဖဂန်စစ်သွေးကြွား25ဦးသေဆုံးခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကသတင်းကုနေနီမှာပြောကြားလိုက်ပါတယ်။မကြာသေးမီကအပြစ်အခက်ရက်စဲရေးအပြီးအာဖဂန်နဲ့ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့တွေတူရကီနိုင်ငံမြို့တော် Assistant Bu မှာဆွေးနွေးပွဲတွေကျင်းပနေစဉ်အတွင်းဒီတိုက်ခိုက်မှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တာလီဘန်တွေ2023ခုနှစ်ကအာဏာရရှိလာပြီးနောက်ပိုင်းပါကစ္စတန်စစ်တပ်နဲ့အာဖဂန်နစ္စတန်စစ်တပ်တို့အကြားအဆိုးရွားဆုံးနေဆက်တိုက်ပွဲတွေဟာအခုလအစောပိုင်းကဖြစ်ပွားခဲ့ပါတယ်။ကာတာနဲ့တူရကီတို့ဂျာဝင်စစ်ဆက်ပေးမှုကြောင့်ဒုတိယအကြိမ်မြောက်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အကြားအပြစ်အခက်ရပ်စေရေးကိုပြီးခဲ့တဲ့တနင်္ဂနွေနေ့ကရရှိခဲ့ပါတယ်။ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကတနင်္ဂနွေနေ့မှာပြောကြားရမှာတော့ဒီအပြစ်အခက်ရက်စဲရေးဟာဆက်လက်တည်ရှိနေဆဲဖြစ်ပြီးအာဖဂန်နစ္စတန်အနေနဲ့ငြိမ်းချမ်းရေးကိုလိုလားလိမ့်မယ်လို့သူယုံကြည်တဲ့အကြောင်းပြောကြားခဲ့ပါဗျာ။ အစ္စစတန်ဘူငိမ့်ချမ်းရေးဆွေးနွေးပွဲတွေမအောင်မြင်ပါကပွင့်လင်းစစ်ပွဲဆင်နွှဲမယ်လို့လည်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကသတိပေးထားပါတယ်။ကွာလာလမ်ပူမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးပွဲကိုတက်ရောက်နေတဲ့အမေရိကန်တမန်တော်ဒေါ်နယ်ထရန့်ကတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အကြားပရိပခ္ခကို သူကြားသိရပြီးအလွန်လင်းမြန်စွာဖြေရှင်းသွားမယ်လို့အစည်းအဝေးပြင်ပမှာသတင်းထောက်တွေကိုပြောကြားသွားခဲ့ပါတယ်။